ဲ့ဒါတွေကရှိတယ်ဒီဟာတွေကကျွန်တော်တို့ new online ဆိုတာကဘယ်သူမှမျက်ထွက်တော့တာမဟုတ်ဘူးဝါနဲ့တရုတ်နဲ့အစရဲပေါ့နော်ဒီလက်နက်ကင်ဒီနေဇာတရှောင်းမှာရှိရတရုတ်ဩဇာကန်လက်နက်ကင်နေတော့တရုတ်ပြည်လက်စုများလုံးဝမင်္ဂလာပါအခုတစ်ခေါက်မှာတော့ကျွန်တော်တို့တရုတ်မျက်ထွက်ခဲ့တဲ့ new online ဆိုတဲ့အကြောင်းလေးကိုနားထောင်ကြည့်အောင်ခင်ဗျာမြန်မာဘာဝင်ကမ္ဘာနိုင်ငံတော်တော်များများကဒါအနောက်တိုင်းလွှမ်းမိုးတဲ့နိုင်ငံအေးပုံစံနဲ့တွားခဲ့တာလည်းအရန်ကြပြီဆိုတော့ ကျွန်တော်တို့ကစဉ်းစားတဲ့ပုံစံတိုင်းမှာဒါအနောက်တိုင်းရဲ့နိုင်ငံရေး policy ပုံစံတိုင်းပဲစဉ်းစားလေးရှိကြတယ်နိုင်ငံရေးသမားတွေရောအဲစီးရေးသမားတွေရောပေါ့ဒါပေမဲ့တရုတ်ကအခုချိန်မှာအင်မတန်စီးရောစီးပွားရေးရောအင်အားကြီးထွားလာတဲ့အခါမှာတရုတ်ဘယ်လိုတွေးလဲဆိုတော့ကျွန်တော်တို့တွေးဖို့လိုတယ်တရုတ်တွေးခေါ်တဲ့ပုံစံအနောက်တိုင်းနဲ့အင်မတန်မှာအလွန်ကွဲပြားခြားနားတဲ့ပုံစံမျိုးရှိတယ်အတရုတ်ကနိုင်ငံတကာဆိုတော့ဘယ်လိုရှုမြင်လဲသူရဲ့လက်အောက်ခံနယ်ပယ်ဆိုတော့ဘယ်လိုရှုမြင်လဲဒီလိုမျိုး အဲကျွန်တော်ရှင်းမြန်မာမင်းနေခေတ်ကနေပြီးတော့မြန်မာဘရင်ကအားလုံးလိုက်အုပ်ချုပ်နေတာမျိုးမဟုတ်ဘူးအဲ तू စော်ဘွားထဲရှင်တဲ့နေရာမှာသူ့ရဲ့လူကိုစော်ဘွားဖြစ်အောင် तू လုပ်ပေးတယ်အဲသူ့ကိုဘန္နာဆက်တယ်ဒါဒီလိုပုံစံမျိုးနဲ့တွားတာပေါ့နော်ကျွန်တော်အရှိတိုင်းရဲ့အုပ်ချုပ်တဲ့ပုံစံကမျိုးစားတွေနဲ့တွားပြီးတိုင်းရဲ့အုပ်ချုပ်တာဆိုတာထက်ဆက်လို့ရှိရင်အဲ့ဒီနေမြေမှာအုပ်ချုပ်နေတဲ့လူတွေထဲမှာပဲကိုလူကိုဖြစ်အောင်လုပ်တဲ့ပုံစံမျိုးတွားတာပေါ့နော်အဲ့တော့တရုတ်ကလည်းဝါတို့ကိုကန်တို့မိုင်းလာတို့ကိုလည်းပြောမယ်ဆိုရင် နိုင်ငံသူ့ရဲ့နိုင်ငံတော်လို့သာတရားဝင်မကြေညာထားတာသူ့ရဲ့လက်အောက်ခံနေစားပယ်စားဒီလိုတရုတ်ကတုံးသက်လက်ရှိတယ်ဒီနယ်မြေမှာအမှန်တကယ်လဲတရုတ်စာပဲတုံးတယ်နောက်ပြီးတော့တရုတ်ရွှန်ငွေပဲတုံးတယ်တွဲခေါ်စဉ်းစားတဲ့ပုံစံကလည်း Chinese way ပဲစဉ်းစားတယ်တကယ်တမ်းအဲ့ဒီမှာခေါင်းဆောင်လုပ်နေသူတွေကလည်းတရုတ်ပြည်ပေါက်တွေများပါတယ်တရုတ်ပြည်ပေါက်တွေဟုတ်ရှင်ဟုတ်မဟုတ်လို့ရှိရင်လည်းသူတို့သားသမီးတွေအကုန်လုံးကတရုတ်ပြည်မှာကြောင်းတက်နေကြတဲ့လူတွေများပါတယ်ဒါမိုင်းလာကောဝါက ိုးကန်အောင်ပေါ့နော်ခုဆိုလို့ရှိရင်ပလောင်နေအဲ KIA တောင်မှပဲပါမယ်ထင်တယ်အဲ့တော့ကျွန်တော်ဆိုလိုတာကတရုတ်ကကျွန်တော်မြန်မာနိုင်ငံရဲ့နယ်ပယ်လေးပေါ်မှာဘယ်လိုသုံးသက်လဲပြီးတော့နိုင်ငံတစ်ခုအနေနဲ့သုံးသက်တာလားရှိတော့ကမြန်မာတွေကနေမြန်မာမင်းတွေကနေပြီးဆော်ဝါးတွေကိုလုတ်တဲ့ပုံစံမျိုးပဲဒါသူတို့ကအရှိတိုင်းနီးလန်းနဲ့ပဲတဖြည်းဖြည်းနဲ့ဩဇာကန်နဲ့ပဲနဲ့နိုင်ငံလူသားမှကြီးညာထားတာသူ့ရဲ့ sub state ပေါ့နော် sub state ဆိုတာသူ့ရဲ့အဲဩဇာကန် နိုင်ငံငယ်လေးအနေနဲ့ပဲခွဲခြားပြီးတော့ပဲခွဲထုတ်နေရလားဆိုတော့ကျွန်တော်အမတန်းမှစဉ်းစားဖို့လိုတယ်မြန်မာပြည်ကလည်းအဖက်ဖက်ကနေပြီးတော့စီလုံးညီညွတ်မှုပြုတ်ကွဲနေတာပေါ့နော်နိုင်ငံရေးသမားတွေနဲ့တက်နေရလဲမစီလုံးဘူးအဲနောက်ပြီးတော့နိုင်ငံရေးပါတီရှင်တွေလည်းမစီလုံးတိုင်းရင်းသားနဲ့အဲတိုင်းရင်းသားလူမျိုးစုတွေနဲ့လူများစုဖြစ်တဲ့ဗမာကျမ်းမှာလည်းဒါနားလည်မှုလွဲရတွေရှိတယ်ဒီဟာတွေကကျွန်တော်တို့မျိုးတော်လိုင်းရေးဆိုတာကဘယ်သူမှအမျက်ထွက်တော့တာမဟုတ်ဘူးဝါနဲ့တရုတ်နဲ့စရတယ်ပေါ့နော်ဒီလက်နက်ကင် ဒီနေဇာတလျှောက်မှာရှိရတရုတ်ဩဇာကလည်းနဲ့ကင်နေနေတော့တရုတ်ပြည်သူသမ္မတနိုင်ငံကအမျက်ထွက်သွားပြီးတော့မြန်မာတိုင်းသားစစ်စစ်တွေမြန်မာနိုင်ငံသားတွေရဲ့အရှုံးရင်ရှုံးတဲ့ပွဲလို့ပြောရမှာပါပဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်စနိုက်ပါဆူရဲ့တရင်လေးကိုဆက်ပြီးတော့နားထောင်ကြည့်အောင်ပါ PDF များရဲ့မိသားစုတွေဟာဆိုရင် လုံခြုံရေးစိုးဝါးစွာထိခိုက်နေရရှိပါရဲ့ရှက်အဲ့ဒါတွေကိုကျွန်တော်ပြောပြချင်ပါတယ် မိဘပြစ်သူတို့သတင်းကောင်းစင်လေးနားထောင်ပြီးရခါမှာတွေးမိမှာပေါ့နော်။အော် PTT ရဲ့မိသားစုဘုံကြုံကြီးစိုးဝါးစွာထိခိုက်နေရဆိုတော့သူတို့ဖမ်းမဲ့မြမတက်မတော်အကြောင်းများသူတို့လုံကြုံကြီးထိခိုက်တာလားဆိုပြီးတွေးနေရမို့လား။မဟုတ်ဘူးရှင်။ PTT ရဲ့မိသားစုတွေလုံကြုံကြီးကို PTT တွေကပဲစိုးဝါးစွာထိခိုက်နေတာ။အခုသတင်းရတယ်ဒါစိုးဝါးစွာထိခိုက်နေရရှင်။ဟိုတက်မတော်ဘာမှတော့မလုပ်ရဘူး။သူတို့အချင်းချင်းပဲဖမ်းပြီးတော့အမှလုတ်ချင်အောင်လုပ်နေကြတဲ့ဇလန်းပေါ့ရှင်။အဲ့အဲ့ဒီသတင်းလေးကိုကျွန်မအယုံဆုံးဖတ်ပြပါမယ်နော်။ ရွှေဘုံမြို့နယ်တိုက်နယ်9မှာရှိတဲ့တပ်တူကြီးရွာမှာ PDF အဖွဲ့တစ်ခုရှိပါရဲ့ရှင့်။အဲ့ဒီအဖွဲ့ကငားမြီရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ခေါ်ဆိုတယ်တဲ့။သူကငားမြီရမလို့ပြောခန်းသားကြီးကျယ်တော့ဗောနော်။အဲ့တော့ဒီအဖွဲ့ရဆိုရင်19ရက်4လ2025ည9:00နာရီခန့်မှာသူတို့ရဲ့ PDF အဖွဲ့မှာတာဝန်ထမ်းဆောင်နေတဲ့သူတို့ရဲ့ရဲဘော်3ဦးနဲ့အတူအဲ့ဒီရဲဘော်တွေရဲ့မိသားစုတွေကိုပါဖမ်းသွားခဲ့တယ်ရှင့်။အဲ့ဒီရဲဘော်တွေကတော့မိတ္တလာခရိုင်အမှတ်1849ဒရုန်းရဲရင်မှာကိုပိုင်အမှတ်နဲ့တာဝန်ထမ်းဆောင်နေကြတဲ့တပ်ဖွဲ့ဝင်လို့သိရတယ် ထားခံရတာကရဲဘော်၃ဦးပြီးတော့သူ့ရဲ့မိသားစုဝင်ပေါ့နော်အမျိုးသမီး၂ဦးကိုပါတပ်တူကြီးရွာကနေအိမ်မှာဖမ်းဆီးသွားခဲ့တာဖြစ်ပါရဲ့ရှင့်ဖမ်းဆီးခံဖမ်းဆီးရတဲ့အကြောင်းရင်းပေါ့နော်ပြည်ထက်တွေပြောတာကြတော့သူတို့ဆီကနေပြီးငွေကြေးလိမ်လည်သွားပါတယ်ဆိုပြီးတော့ပြောထားရဲ့ရှင့်ဒါပေမဲ့တဲ့ဒီလိုမျိုးဆွဆွဲရခြင်းအတွက်ခိုင်လုံတဲ့တပ်တွေအထောက်ထားပြရလဲမရှိဘူးပြီးတော့အန်ယူဂျီရဲ့ဖမ်းဆီးခွင့်အမိတ်စာပေါ့နော်ဖမ်းဝရမ်းပေါ့ရှင့်အဲ့ဒီဖမ်းဝရမ်းတော့မပါဘဲနဲ့အတင်းအဓမ္မကိုခေါ်ဆောင်သွားခဲ့တာဖြစ်ပါရဲ့ရှင့်ဒီလိုဖန်းစီပြီးတဲ့အခါမှာတို့ဒီရဲဘော်တွေပေါ့နော်စိတ်ကြိုက်စစ်စစ်မှုတွေပြုတ်လောက်တယ် ပြီးတော့တို့ဒီ PDF ရဲပေါ်တော့ဥကိုကြတော့ April 20ရက်နေမှာဆိုရင်တို့ရဲ့မိခင်တရင်ကိုပြန်ပြီးတော့လွှဲပေးလိုက်တယ်ရှင်လွှဲပေးပြီးရဲ့အခါမှာအတူတူဖမ်းသွားတဲ့အမျိုးသမီး2ဦးပေါ့နော်2ဦးကျမတပ်ပုံလေးပြသပါမယ်ရှင်အဲ့ဒီအမျိုးသမီးနှစ်ဦးอ่ะဆိုရင်တဦးကကြတော့တပ်ဖွဲ့ဝင်တယောက်ရဲ့မိခင်နောက်ထပ်တဦးကကြတော့တပ်ဖွဲ့ဝင်တဦးရဲ့ဇနီးတယ်လို့သိရပါတယ်ရှင့်အဲ့ဒီအမျိုးသမီးနှစ်ဦးကိုကြတော့ဖမ်းဆီးပြီးတော့အခု၉ရက်ကျော်တဲ့အထိကိုထိတ်တုံးခတ်ပြီးတော့ဆက်လက်ချုပ်နှောင်ထားဆဲရှိတယ်လို့သိရတယ် ပြီးတော့မိသားစုတွေတာဝန်ရှိရတဲ့သူတွေနဲ့တွဲဆုံဖို့လုံးဝမပေးဘဲနဲ့ထိမ့်သိမ်းထားစေတာဖြစ်ပါရှင်။သတင်းလေးကတော့စိတ်မကောင်းစရာပါပဲရှင်။ဒီမျိုးသမီးညောင်ရဲ့ဘဝကံကျွန်တော်ကမတွေးရဘူးရှင်။အဲ့လိုရှိရပေါ့နော်။ဒီတော့အခုဆိုရင်ဒီထိုင်းနိုင်ငံနယ်စပ်မှာရှိနေတဲ့အဖွဲ့အစည်းတစ်ခုရှိရဲသူကရှိဆိုတဲ့အဖွဲ့ပေါ့နော်။ဒါမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီးလေးလာဆောင်ကြည့်ရဲ့အဖွဲ့ဖြစ်နေတဲ့သူတို့ထူထောင်ထားတဲ့အဖွဲ့ပေါ့ရှင်။အဲ့ဒီအဖွဲ့ကနေပြီးတော့ဒီမျိုးသမီးတွေကိုပြန်လွှတ်ပေးဖို့အတွက်ကိုတောင်းဆိုထားတာမြင်ရတယ်။ တို့တောင်းဆိုထားတဲ့အချက်လေးတွေမှာစိတ်ဝင်စားစရာတွေပါလို့ဆိုတာဖတ်ပြမယ်ရှင်။နံပါတ်၁ချက်ကအထမဖန်းစီခံရဲ့မျိုးမီးနှစ်ဦးရဲ့ကျမ်းမာရေးနဲ့လုံခြုံမှုအခြေအနေအာမခံခြင်းနဲ့ချက်ချင်းပြန်လွှတ်ပေးရမယ်တဲ့။နံပါတ်၂ကကြတော့မိသားစုဝင်တွေနဲ့တရားဝင်ပေါ့။တရားဝင်တာဝန်ရှိတဲ့သူတွေနဲ့ပေါ့နော်ဒီမျိုးသမီးလေးတွေအမြန်ဆုံးတွေ့ဆုံဝင်ပြရမယ်။ပြီးတော့နံပါတ်3ချက်ကစိတ်ဝင်စားဖို့ကောင်းတယ်ရှင်။ဖန်စီခေါဆောင်သွားစဉ်ကတင်းရှူသွားခဲ့တဲ့အင်္ဂလန်နေတယ်လီဖုန်းနဲ့ငွေသား350ကျော်နဲ့ရွှေတဲ့ပစ္စည်းတွေကိုပွင့်လင်းမြင်သားစွာနဲ့ပြန်အပ်ရမယ်ပေါ့နော်ဒီမိသားစုပြန်ပေးရမယ်ဆိုပြောထားပါရှင်။ ဖမ်းဆီးသွားတာအင်ဂရန်တွေရောတယ်လီဖုန်းတွေရောငွေသား30000ကျော်ရောရှူသွားတယ်ဆိုတော့သူတို့ဇလန်ကတော့တော်တော်ရှုပ်ထွေးနေမယ်လို့ထင်ပါတယ်။ကျမလည်းသူတို့ဂျိုင်းမှာနေထိုင်နေတယ်မဟုတ်ဘူးဆိုတော့ DPD တွေကတကယ်ငွေအလွဲသုံးစားလောက်တာလားမလောက်တာလားကျမမပြောတတ်ဘူး။မပြောတတ်ဘူးနော်။ဒါပေမဲ့ NUG ဖမ်းရမှာပါပဲဖမ်းသွားတယ်ဆိုတော့တကယ်ပဲ။ ဲ့လိုတရားလက်မဲ့လုပ်တယ်ဆိုတာတကယ်ပဲဒီမျိုးသမီးနှစ်ယောက်ပေါ်မှာသူတို့ဘလို့နှိမ့်ဆက်မယ်ဘလို့ပြုတ်မှုမယ်ဆိုတာဒါမပြောတတ်ဘူးပေါ့နော်ဟိုပီတက်၃ယောက်ကိုပြန်လုပေးလိုက်ကြတော့မှဒီမျိုးသမီးနှစ်ယောက်ကိုဓာဆာကံအဖြစ်ခေါ်ထားတဲ့အတွက်ဒီပီတက်၃ယောက်ကိုဘာတွေခိုင်းဖို့အတွက်လွှတ်လိုက်လဲဆိုတာလေသူတို့ကြားတဲ့ကိစ္စလေတော်တော်ကိုရှုပ်ထွေးနေမယ်ကိစ္စတခုလို့မြင်ပါရှင့်အကမတင်ကြားရတဲ့ဖန်းစီခံရမျိုးသွင်းချောင်းရဲ့အသက်တောင်မှအာမခံချက်မရှိပါဘူးရှင်။ဇလန်အလိုဖြစ်တော့ကျမလည်းဘာမှမကယ်နိုင်ပါဘူး။မကယ်နိုင်တဲ့အတူတူကျမဘာလို့တင်ဆက်ပေးလဲဆိုတော့ ။ feedback တွေကိုသာသမီအဖြစ်နဲ့ပိုင်ဆိုင်ထားတဲ့မိဘပြည်သူတွေစဉ်းစားနိုင်တဲ့ကျွန်မဒီသတင်းလေးကိုတင်ဆက်ပေးတာဖြစ်ပါရှင့်။မိဘပြည်သူတွေရှင်ထဲမှာတချို့ရှယ်ပါတော့အနီမိဘပြည်သူတွေပါအဓိကလေ။အင်္ဂါသာ feedback ပဲဆိုတာနဲ့ကိုကုတ်ကိုလုံလာပြီလို့ထင်နေရမို့လား။ feedback တွေကတော့ဒုက္ခမပေးဘူးလို့ထင်နေရမို့လား။ဟင်ပြောပါဦးရှင့်။အချိန်နဲ့အဲ့လိုကြတော့အဆင်ပြေပါမလား။ရွာမနေနေနဲ့အချိန်မီမီကိုသားရောကိုရဲ့မိသားစုတွေရောကိုရောဖမ်းဆီးခံရနိုင်နေနော်။သိလား။ PDF တွေသားသမီးတော်ထားတဲ့သူတွေကလေ ကိုယ့်ကိုလက်ရွက်ကိုက်နေတဲ့သားသမီးမွေးထားတဲ့မိဘနဲ့တူရင်ရှင်သူတို့လောက်လာတဲ့ဆိုချိုခန်းမှာတိလာဒီဘက်ကကြည့်ပြန်တော့လေအကျမ်းမသမားရင်းနဲ့ဆွတ်နေနေရတဲ့အတွက်ဘာဖြစ်လဲတက်မလို့ကနိုင်ငံတော်ကဥပဒေရအကျမ်းမဥပဒေနဲ့ရေးယူမယ်ဆိုရင်ပိုင်ဆိုင်မှုတွေတင်ခံရတဲ့ကိစ္စတွေဖြစ်မှာတော့နိုင်ငံတော်ထုတ်ထားတဲ့ဥပဒေပဲဘာလို့မှသွားလွန်ဆန်လို့ရတဲ့ကိစ္စလည်းမဟုတ်ဘူးပြည်ထက်ပဲကြည့်ပြန်တော့လေကာဝယ်ဆောက်ချောက်ပေးလာဆိုတော့မမကာဝယ်ပေးဘူးအချိန်တန်လို့ရှိရင်အဲ့လိုအထင်လွဲပြီးတော့တတ်ချင်လည်းတတ်နိုင်တယ်အရှိရောက်လာပြီးတော့နော်ကိုသားကပြည်ထက်ပဲဒါပေမဲ့ပြည်ထက်ခွဲရအရှိရောက်လာပြီးတော့ ။အော်နင်တို့ကဘာဖြစ်ကြံဖြစ်တယ်ဆိုပြီးတက်ရှင်နဲ့တက်သွားနိုင်တယ်။အဲ့လိုဇလန်းနေတယ်အများကြီးပဲကြွားဘက်တွေမှာ။တိလာဘာကြောင့်လဲဆိုတော့ PDF ဖွဲ့ရအများကြီးပဲလေ။ရိုက်တက်လို့တော့မကုန်တဘုံကြီးပဲ။နောက်ကို့သားကဒီ PDF ဖွဲ့တယ်ဝင်ပြီးမယ်။နောက်တက်ဖွဲ့ရလာပြီးဒုက္ခပဲရှင်နဲ့ပြီးမှာလေ။အဇလန်းအလိုရရှိရတယ်လားတော်တော်ဒုက္ခရောက်နေတဲ့အခြေအနေမျိုးရှိပါတယ်နော်။ PDF ဖွဲ့ရကိုလက်ခံထားတဲ့သူတွေကတော့စဉ်းစားဆင်ခြင်မှုလုပ်ပါတယ်။ဒီနေရာမှာကျွန်တော်ပြောချင်တာမနေ့ကဆိုတော့မိခင်တူကတော်တော်ပညာဉာဏ်ရှိရလို့ပြောမယ်။သူ့သားလေးက PDF လုပ်တယ်ပေါ့နော်။ဒါပေမဲ့သူ့ brand သတင်းပေးပြီးတော့သူ့သားအတင်းဝင်နိုင်ခဲ့တဲ့ကိစ္စလေးဖြစ်ခဲ့ပါတယ်။ကျွန်တော် Prime Media မှာလည်းသတင်းလေးတင်ထားပါရဲ့ရှင့်။ အဲ့ဒါလေးကိုကြည့်ချင်တာဖြစ်တော့ဒီမိခင်ရဲ့အမျော်မြင်ရှိမှုကိုမြင်ရတာပေါ့နော်အလင်းဝင်လိုက်တဲ့ဆိုကြတဲ့ကတော့ဒီကလေးကလက်နက်ပါပါတယ်နော်အလင်းဝင်လာလက်နက်ပါပါတယ်ဒီလားဒီဘက်ကလည်းလက်ခံပေးတယ်ဥပဒေအရပေါ့နော်တေချာလေးလောက်ကင်ပေးရခါမှာဒီကလေးရဲ့ဘဝကအလင်းရောင်လည်းပြန်ရောက်ခွင့်ရခဲ့တယ်ရှင့်ပြီးတော့မိဘတွေကစဉ်းစားမဲ့အချိန်တော့ရှောက်လာပြီပေါ့နော်ကိုသားသမီးကိုဒီလိုမျိုးချားထဲမှာထည့်ထားမလားအဲ့လိုထည့်ထားရင်လည်းအန်တီရေကလည်းဒီကလေးကနေတစင်ကိုယ်စီရောက်လာတာကိုထိုင်ဆောင်နေမှာဆိုတော့စဉ်းစားကြည့်ပေါ့ရှင့်ဒါကတော့မိဘရဲ့စဉ်းစားမဲ့ကိစ္စလေးဖြစ်နေကျွန်တော်ပြောပြတာဖြစ်ပါတယ်ရှင့် 那送上来被地的一波啊，尽量都打不收了吧。